ပညာမဲ့တဲ့သရာနဲ့ကိုယ်ရာမျိုးတွေကြတော့ခုနကအကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးเนาะခွန်ကြီးပြောတာထိုက်တဲ့တော့အကျိုးလေးတော့ရှိမယ်ဒါပေမဲ့လို့အစွမ်းထက်တဲ့အကျိုးမျိုးဖြစ်နိုင်တယ်ပညာမဲ့သရာနဲ့ကိုယ်ဝယ်ရာမျိုးဖြစ်တယ်ပညာရှိတဲ့သရာနဲ့ကိုယ်ဝယ်ရမယ်ဆိုတာဘယ်လိုဟာတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေအေးအရဟံဆိုရင်နှလုံးသွင်းလိုက် တို့မှာလောဘတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ် ရသော်ဘုရားရဲ့စိတ်ထဲမှာဟောဒီလောဘဒေါသမောဟလို့ဆိုတာလုံးဝမရှိဘူး။ဘုရားစိတ်ဟာဖြူစင်လိုက်တာဟောအရဟံကုန်လို့အာရုံပြုတဲ့အခါကျတယ်။နော်။ကိလေသာအတော်တွေကလုံးဝကင်းနေလို့ရသော်ဘုရားစိတ်ဆိုးတယ်ဆိုတာမရှိဘူး။လောဘဖြစ်တယ်ဆိုတာမရှိဘူး။မသိဘူးဆိုတာလည်းမရှိဘူး။လောဘဒေါသမောဟကင်းတဲ့ဘုရားပဲလို့ဟောအရဟံကုန်တော်ကို။ဒါကြောင့်မို့လို့ဒီလိုလောဘဒေါသမောဟတွေကင်းနေသည့်အတွက်ကြောင့် တလောကလုံးမှာရှိတဲ့ပုံကိုယ်တွေကဥညွတ်ပြီးတော့ရှ िख ိုးလိုက်တဲ့ဘုရားပါလား